မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်တည်ရင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရှေးကုန်စေတော်မြတ်ကြီးမဟာသမယအခါတော်နေ့အခမ်းအနားနဲ့ဘုဒ္ဓထောင်ခြိုက်တဲ့အဆန်တော်ဦးစေတော်မြတ်ကြီးဗုဒ္ဓဖိတိကအနိကစားတိန်လူပူဇော်ပွဲကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရွှေကုံစီရုံမြကြီးတွင်နေုံလာပြီနေ့မဟာသမယအခါတော်နေ့ခန္ဓာနေဘုဒ္ဓထောင်ကြိုက်တဲ့အဆန်တော်ဦးစီရုံမြကြီးအားလုံးတော်ပြည့်ရွှေသင်္ကန်းကလူပူဇော်ခြင်းမဟာကုသူတော်အောင်မွေဗုဒ္ဓပိတိကအနိကစားတင်လူပူဇော်ခြင်းရေဆက်ချအနုဘောဒနာမင်္ဂလာအခမ်းအနားများကိုဇွန်လ10ရက်နေ့ပိုင်းကကျင်းပရာရှောင်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစုသိန်း ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်ပြည်စုံလင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ကြည်ညိုကြပါသည်။ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ဟာဧကန်တဆောင်တွင်ရှေးကုန်စီတို့မြက်ကြီးအားစွန်းတော်ကြီးနှင့်စွန်းပန်းရည်ချမ်းတည်တည်စင်မီများစက္ကပ်လှူဒန်းကြပါသည်။အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်းကြီးချုပ်ဦးစိုးသိန်းနဲ့အဖွဲ့ဟာဗုဒ္ဓထောင်ကျိုက်တီအက်ဆန်အိုစီရောမြက်ကြီးအား လုံတော်ပြေရွှေသင်္ကန်းကတ်လူပူဇော်ခြင်းမဟာကုသိုလ်တော်အောင်မွေးအထိမ်းအမှတ်ဖြင့်ဇေရောကြီးအားဗုဒ္ဓဘိတိကအနိကစားတင်လူပူဇော်ခြင်းနဲ့လူဒန်းမှုအစုစုအတွက်ရေစက်ချအနုမောဒနာမင်္ဂလာအခမ်းအနားကိုအဆိုပါဇေရောတတ်မှတ်နေရများမှာကျင်ပါရာဆရာတော်ကြီးများနဲ့ပိဋကတော်တရား၈ပါးကစံတော်တိုက်ပလင်နဲ့အာယုန်ခံတစောင်းများတွင်ဗုဒ္ဓဘိတိကအနိကစားတင်ပူဇော်ကြပါသည် အဒီနောက်ရွှေသင်္ကန်းလှူဒါန်းမှုအောင်ပွဲရေစက်ချအနုမောဒနာမင်္ဂလာအခမ်းအနားကိုဇေရိုရှင်မြင်းတိုးချဲ့ဓမ္မရင်ပြင်မင်္ဂလာခမ်းမာတွင်ဆက်လက်ကျင်းပါရာနိုင်ငံတော်တန်ခါမဟာနာယကဘွဲဥက္ကဋ္ဌတန်လင်းမျိုးမင်းချောင်းပထမပြန်စာတင်တိုင်းဦးစည်းပဌာနာနာယကဆရာတော်ဒေါက်တာဘက်တနာစန္ဒီမာဘေးဝင်သားထံမှာအပြစ်သက်များကကိုပါသီလာခရင်ဆောက်တည်ကြပြီးဒိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းကသာသနာရေးဆိုင်ရာများကိုရှောက်ထားပါတယ် အဲ့ဒီနောက်ဆရာတော်ကြီးများနဲ့ပင့်တန်ကားတော်များအားလူပွဲပစ္စည်းများဆက်ကပ်လူရန်ကြပါတယ်။အဲ့ဒီနောက်ဘုဒ္ဓထောင်ကျိုက်တဲ့အဆန်တော်ဦးစီတော်ဘန္နာတော်ထိန်ကိုပကအဖွဲ့ရဲ့ဩဝါဒစတီးယရန်ကုန်တိုင်းတန်ခါနာယကအဖွဲ့ဥက္ကဋ္ဌဒေါက်တာဘတ်တန်နာအက္ကာသာမီကရွှေသင်္ကန်းကတ်လူပူဇော်ခြင်းအောင်မြင်စွာဆောင်ရွက်မှုနဲ့ပတ်သက်လို့မူတီတာစကားမိကြားတော်မူပါတယ်။ ။အဲ့ဒီနောက်ဗတ္တနာနာရတာပြည်ဝင်သားလှရတနာဆရာတော်ထံမှအနုမောဒနာတရားနာကြ၍လူဒဏ်မှုအစုစုအတွက်ရေဆက်သွင်းချအမျှပေးဝေကြကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့ဇဲထက်ကိုကပြပူလာတာပါ။ဆလာဒင်ဆမေတရင်ကတော့2024ခုနှစ်ပြည်စမာကျိန်းအမျိုးသားကစားပွဲတော်အထင်အမှန်ဝိထုတို့ဆောင်းပါကပြားနေဓာတ်ပုံပြိုင်ပွဲစုချင်းမြင်ပွဲခန်းနာကျင်းပါတဲ့တွင်ဖြစ်ပါတယ်။ 2024ခုနှစ်ပြင်ဆင်မှာအချင်းအမျိုးသားကစားပွဲတော်အထင်အမှတ်ဝီထူတိုဆောင်းမကပြာနေဓာတ်ပုံပြိုင်ပွဲစုချင်းမြင်ပွဲကိုဇွန်လ9ရက်နေ့နောက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးတောင်မွေမြို့နယ်ကျက်ကဆန်ကွင်းအကစားနေကာယပညာသိပ္ပံရန်ကုန်ရှိ ပြည်တော်စုခမ်းမရင်ကျင်းပရာမြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအကစားနေလူငယ်ရှေးရဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးစံပန်းတော်တောင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝင်ကြီးများအကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိပုဂ္ဂိုလ်များမြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌမြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များမြန်မာနိုင်ငံအကစားမီဒီယာများအဖွဲ့အစည်းဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌများဓာတ်ပုံပညာရှင်များဆွေရစာပေပညာရှင်များနဲ့ဖေးကြားထားသောဧည့်သည်တော်များတယောက်ကြပါသည် ရှေဦးစွာပြည်အောင်စုဝင်ကြီးကဂုံပြူမတ်စကာပြောကြားရာတွင်နေ့စဉ်ကျင်းပနေတဲ့ဒီဇင်ဘာလူတို့အကစားလာ အထိန်အမှန်ဝတ္ထုတို့စောင်းပါကပြားနဲ့ဓာတ်ပုံပြိုင်ပွဲအစားပြည်စမအချင်းအမျိုးသားအကစားပွဲတော်အထိန်အမှန်အဖြစ်အမည်ပြောင်းလဲကျင်းပခဲ့ပါကြောင်းဝိထုတို့ဆောင်းပါကပြားနဲ့ဓပ်ပုံပြန်ပွဲရဲ့နောက်ွယ်မှာအလွန်ကြီးမားတဲ့အကျိုးဆက်တွေရှိတယ်ဆိုတာသိမြင်ကြဖို့အလေးအနက်အသေးပေးလိုပါကြောင်း လူတအူးချင်းစီမာသည့်တမျိုးသားလုံးစမ်းမာကြခိုင်းရဲ့အတွက်ပြည်သူလူထုအတွင်အကစားလှူရှာမှုတစ်ခုခုကိုနေ့စဉ်ပုံမှန်ကိုတိုင်းပါဝင်ဆင်နွှဲလာအောင်ဒီကနေ့ဆွေးနွေးရှိသူများအနေနဲ့မိမိတို့ရဲ့ကလောင်စွာကိုယခုထပ်ပုံမှန်မြင့်တင်ပြကြရန်တိုက်တွန်းပြကြပါရစေ။ ဆလဘီ2024ခုနှစ်ပြည်စမာကျိန်းအမျိုးသားကစားပွဲတော်အထိုင်အမန်ဝိထုတို့ဆောင်းပါကပြနေဓာတ်ပုံပြိုင်ပွဲဆိုင်ရာများအားဗီဒီယိုကလေးဖြင့်ပြသပြီးနောက်မြန်မာနိုင်ငံအကစားမီဒီယာများအဖွဲ့ချုပ်ကထာဦးညံထွန်းကဝိထုတို့ဆောင်းပါနေကပြစုများရွေးချယ်ခြင်းနဲ့ပတ်သက်ပြီး၎င်းအလင်းငါကျော်စွာဒါရိုက်တာပစီဆိုမိုကဆုရတပ်ပုံများရွေးချယ်ခြင်းနဲ့ပတ်သက်ပြီး၎င်းရှင်းလင်းတင်ပြပါရစေ။ အဲ့ဒီနောက်2024ခုနှစ်ပြည်စမအကျင်းအမျိုးသားအခွင့်အစားပွဲတော်အထင်အမှန်ဝိထုတို့ဆောင်းပါးကြပြနဲ့တပ်ပုံပြောင်းလဲများတွင်ဆူရရှိကြသူများမြန်မာနိုင်ငံအခွင့်အစားမီဒီယာများအဖွဲ့အစုံနဲ့တပ်ပုံပညာရှင်များကိုပြည်အောင်စုဝင်ကြီးဂျန်ပန်တော်တောင်းရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝင်ကြီးများနဲ့တာဝန်ရှိပုဂ္ဂိုလ်တို့ကဂုဏ်ပြုမှတ်တမ်းလွှာများနဲ့စုစည်းမွေးများအားအတည်တည်ပြည့်ရခြင်းမြင်ကြပါရသည် အဒီနာဝတ္ထုတို့ပြန်ပွဲတွင်ပထမဆူရရှိခဲ့တဲ့မောင်ရီကျော်ယူပါကဆူရရှိသူများကိုစားကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးရန်ကုန်တိုင်းဒေသကြီးအဆူရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက မြန်မာနိုင်ငံအကစားမီဒီယာများအဖွဲ့ချုပ်နဲ့မြန်မာနိုင်ငံဓာတ်ပုံပညာရှင်များကိုငွေကျပ်15သိန်းစီချင်းမြင်ပြီး2024ခုနှစ်ပြည်စမအချိန်အမျိုးသားကစားပွဲတော်အထင်အမှတ်ဝတ္ထုတို့ဆောင်းပါးကပြားနဲ့ဓာတ်ပုံပြောင်းပွဲဆွေရရှိမှုတို့အားပြသထားရှိမှုများကိုလိုက်လံတရှိကြကြောင်းသိရပါတယ်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်။ထမန်တင်ဆက်ပြီးမှာကတော့ဗဟုသားဖွားတင်တဲ့အကြောင်းရှန်ကုန်တွင်အပတ်စဉ်166တသမအကြိမ်မြောက် တက်လွင်ပတ်စုံသားဘွားဒီပလိုမာအောင်လက်မှတ်အနှင်းပွဲအခမ်းအနားကျင်းပတဲ့တင်ဖြစ်ပါတယ်။ကျမ်းမာရေးဝန်ကြီးဌာနကျမ်းမာရေးလူဆောင်အရေးအမြင့်ဦးစီးဌာနရဲ့အပတ်စဉ်166တသမအကြိမ်မြောက်ဗတ်ဆုံသားဘွားဒီပလိုမာအောင်လက်မှတ်အနှင်းပွဲအခမ်းအနားကိုဇွန်လ10ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးဘ ഹു သားဘွားတင်နန်းကျောင်းတွင်ကျင်းပကြောင်းသိရပါတယ်။ အခမ်းအနားတွင်ဗဟုသာဖွားတင်တဲ့ကြောင့်ရေတင်နန်းစင်တစ်လွင်ပတ်စုံသာဖွားဆရာမများကတာဝန်ကြီးမြတဲ့ချင်းဖြင့်ဖြော်ပြတင်ဆက်ပါရယ်အဲ့ဒီနောက်ရှောင်းကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်းကြီးချုပ်ဦးစိုးသိန်းကအမှာစကားပြောကြားပါရယ်ဆက်လက်၍ဗဟုသာဖွားတင်တဲ့ကြောင့်အတွက်ဂုံပြုချင်းမြင့်ဝေးပေးရရာကျောင်းကြီးဒေါ်ဒပ်ရှိတောင်လူက၎င်းဖြောပြည့်ဖွဲ့များအတွက်ကွန်ပျူချင်းမြင့်ွေပေးရာတင်နန်းစင်တစ်လွင်ပတ်စုံတောက်ဖဆက်အမများက၎င်းအသေးသေးလက်ခံကြပါသည် ်။ဒီသတင်းကိုတော့ဇွဲထက်ကပေးပို့ထားတာပဲဖြစ်ပါရဲ့ရှင်။